သမုဒိသစ္စာအဆင့်မှာဒါကလူဒါယဟန်အဲ့လိုခွဲထားတာပရမတ္ထသစ္စာအဆင့်ကြတော့ဘာမှကွဲပြားမှုမရှိဘူးအတိညာနဲ့ပဲပိုင်ချပြတာအတိညာရသွားရင်အဝောကအတိပဲမရှိဘူးအဝောစားနဲ့နေထိုင်မှုကအတိပဲရှိတာမဟုတ်ဘူးသိပြီတော့တဏှတိမှကြီးအမတ် အဝတ်အစားနဲ့ပဲလူဝကြောင့်အဝတ်အစားနဲ့ပဲမြတ်စွာဘုရားကတရားဟောတော့ချက်ချင်းအသိဉာဏ်ပေါက်ပြီးတော့တော့ယန္နာဖြစ်သွားတယ်ယန္နာလည်းဖြစ်ရောမကြဘူးသူဘဝကဆုံးသက်သွားတယ်သူဝတ်ထားတဲ့အဝတ်ကအမတ်တွေဝတ်တဲ့အဝတ်ပဲအမတ်ဆိုတာဘယ်ရင်ရဲ့ဝန်တန်းလေအဲ့ဒီဝတ်ကိုဝတ်ထားတာဝတ်ထားနေတော့မယ်မြတ်စွာဘုရားစီရောက်လာတဲ့အချိန်မှာတရားဟောတယ် တရားဟောတော့အချိန်တို့အတွင်းအတိညာထက်တဲ့ပုဂ္ဂိုလ်ဆိုတော့အချိန်တို့အတွင်းတတိပ္ပံကျင့်စဉ်ကိုသဘောပေါက်ပြီးတော့ကျင့်လိုက်တာကျင့်နေဆိုတာအရှိန်ကြီးကျင့်ရတာမဟုတ်ဘူးသူတို့တရားနာလိုက်တာနဲ့အဆုံးပါအလုံးကိုယ်စိတ်ကိုနိုင်လို့ရှိရင်စိတ်ဆိုတာလွန်မြန်တာကိုအလုံးရင်ထဲမှာရှိတဲ့ကိလေသာတွေကိုရှင်းပြလိုက်နိုင်ရှင်းပြပြီးနောက်ဆုံးမှာ ကိရိတာကုံနေကံကုံနေကိရိတာတွေကံနေကုံသွားပြီးတဲ့နောက်မှာဘဝအဆုံးသတ်သွားတယ်။အဲ့ခိရိတာကုံနာကံကုံနာကသဥပတိတိတနိဗ္ဗာန်မျက်မှောက်ပြုတာ။ဘဝအဆုံးသတ်သွားတာကျတော့အနုပါတိတိတနိဗ္ဗာန်ကျော်နိဗ္ဗာန်နှစ်ခုရှိတယ်။ဒါခွဲခြားထားတဲ့ရှုထောင့်နဲ့ခွဲထားတဲ့သဘောပေါ့နော်။လူတွေမှာကုံနေဆိုတာဘယ်အစကုံရတာတော့ ငိမ့်နေဆိုဘယ်အစာငိမ့်တာတုံးဆိုကိရိတာစာငိမ့်ကိရိတာငိမ့်နေကံငိမ့်နေသို့သောကံကိရိတာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကငိမ့်နေဘူးတော့ကံနဲ့ကိရိတာငိမ့်သွားတာကိုကိရိတာနိရောဓနိဗ္ဗာန်လို့ခေါ်တာအဲ့ဒါကိုပဲတာဝပတိတေတာနိဗ္ဗာန်လို့ခေါ်လိုက်တာဥပတိဆိုတာကံတရားရဲ့အကျိုးရှုနာခန္ဓာ ကတရားရဲ့အကျိုးနဲ့ယုတ်ခန္ဓာနံခန္ဓာကြီးဟာသိတာကျွန့်ကြံနေသေးတယ်လို့ဆိုလိုတယ်။ကံနဲ့ကိရိတာတော့မရှိတော့ဘူး။သူ့ရဲ့အကျိုးဆက်ကကြံနေသေးတယ်။အဲ့တော့ပထမကိရိတာနဲ့ကံကုန်သွားတယ်။ကုန်သွားပြီးတော့ဆိုလိုတာယဟနာဖြစ်သွားတယ်။အဲ့ဒါကံနဲ့ကိရိတာကုန်သွားတာကိုခေါ်တယ်။သို့တော့ခန္ဓာကြီးကရှိနေသေးတယ်ဆုံးသက်သေးဘူး။အဲ့ဒါကိုတဥပါရိသေတာ ဒီလိုတုံးတာနော်ဥပါတိဆိုတဲ့ကံရဲ့အကျိုးဆက်တည်းက remain ဖြစ်နေသေးတယ်သေတာကျွင့်ကြနေသေးတယ်အဲ့ဒါကို negative နဲ့ပြောတော့အနုပါတိသေတာနဥပါတိသေတာကံကိဋ္တရရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးပါမရှိတော့ဘူးတောင်းဥပါတိသေတာနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့ရှင်းရှင်းပြောရင်ဒီဘဝရတာက သောဝတိသေတာနေနောင်ဘဝလို့ပြောလို့ရတယ်ပေါ့သိပြီးတဲ့နောက် after death သိပြီးတဲ့နောက်မှာရတာနုပါတိသေတာနေပါပြောတာဒါမို့တံပရာယိကနိဗ္ဗာန်လို့လည်းသုံးနေတယ်ခါတခါတံပရာယိကနိဗ္ဗာန်လို့လည်းသုံးဘာလို့လဲဆိုဒီဘဝခန္ဓာသုတိကြပြီးတော့မှရတာမို့တံပရာယိကနိဗ္ဗာန်သုတိရဲ့အတွင်းမှာရလို့ထေရတ္တမိကနိဗ္ဗာန် နော်တောပါရိသေတာနိဗ္ဗာန်ကမျက်မှောက်နိဗ္ဗာန်ဟိုကသိပြီးတဲ့နောက်မှာရလို့သမ္ပရာယိကလို့ဒီလိုအသုံးလေးလည်းရှိတယ်ပေါ့နော်တို့တော့တွင်တွင်သုံးတာတော့တာဥပါရိသေတာနိဗ္ဗာန်နဲ့အနုပါရိသေတာနိဗ္ဗာန်တာဥပါရိသေတာနိဗ္ဗာန်ကိုပဲတချို့စာတွေမှာတောပါရိသေတာနိဗ္ဗာန်လို့လည်းသုံးတာရှိတယ်။တောပါရိဆိုတာလည်းတာဥပါရိသေတာပဲအဓိပ္ပာယ်တူတူပဲ။ ထိပ်ပဲကွဲပြားမှုမရှိဘူးစကလုံးမဲ့ကွဲတာအဲ့တော့ဒီတန်တတိမှကြည်ဟာတခဏအတွင်းမှာပဲမြတ်စွာဘုရားတရားနာလိုက်ရတဲ့အခါမှာစိတ်ထဲမှာပဲအတိညာဉ်ကတက်သွားတာအဲ့ဒါချက်နာပဲလေဒီလမ်းကြောင်းတိုက်သွားတာချက်နေဆိုလမ်းကြောင်းတိုက်သွားတာကိုပြောတာပဋိပစ္စတိဆိုသွားတာပဲဒီချင်းစဉ်ကြီးအတိုင်းဖြစ်သွားတာ ချင်းလိုက်တော့ယင်ထဲကကိဋ္တိတာတွေကပ်နေကုန်သွားတယ်။ဇာနာဖြစ်သွားတယ်။မကြခင်မဲခဏလက်ငြိမ့်သွားတယ်။အဲ့ဒီတန်တတိမကြီးကိုစဉ်းစားကြတယ်။အမတ်ဝကြီးနဲ့လူဝတ်လူစားနဲ့ယဟနာဖြစ်သွားတဲ့ဆိုသူ့ဘယ်လိုခေါ်မလဲ။လူလိုခေါ်မလား။ဘုံကြီးလိုခေါ်မလား။ထိုခေတ်ကစကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင် တမနာလို့ခေါ်မလားပြမနာလို့ခေါ်မလားဘိက္ခုလို့ခေါ်မလားတို့မဟုတ်ဂါထလူပဲလို့ခေါ်ရမလားအဲ့ဒီမိဂုံးนี่တက်လာတဲ့အခါမြတ်စွာဘုရားကရှင်းပြတယ်အဝုဇ္ဇာကဘာပဲဝို့ဝို့တဲ့သူ့ဘောကြောင့်မဝို့ပဲစေရှင်းနေကကိလေသာကုန်သွားလို့ရှင်သူ့ကိုတမနာလို့လည်းခေါ်နိုင်တယ်ပြမနာလို့လည်းခေါ်နိုင်တယ်ဘိက္ခုလို့လည်းခေါ်နိုင်တယ်အဲ့တော့ဝို့ကအဓိပ္ပာယ် အဓိကမဟုတ်ဘူးလို့ပြောတာပရမထသစ္စာပိုင်းမှာရှင်တွေကကိရိတာကုံသွားတာအဓိကဖြစ်တယ်